အလုံးမင်းမင်္ဂလာပါဒီနေ့တိုင်းရွှေကအတက်ကျ3ချိန်တိတိရှိပေမဲ့ညနေမှာတော့90အချာနဲ့ပဲဈေးပိတ်သွားပါတယ်ဒီနေ့က25ရက်နေ့3လပိုင်း2020နဲ့5ခုနဲ့ညနေပိုင်းတိုင်းရွှေဈေးကတော့90ကျပါတယ်46.5ရာခိုင်နှုန်းရှိတဲ့တိုင်းရွှေခဲဈေးဆိုင်ကရောင်းနေဈေးက4800နဲ့မှ900ဆိုင်ကလက်ခံတဲ့ဈေးက4800နဲ့မှ400လက်ဝယ်ရနိုင်ဈေးနှုန်းတွေကဆိုင်ကရောင်းနေဈေးက4000 9000နဲ့မှ300ဆိုင်ကလက်ခံတဲ့ဈေးက4520.63ညနဲ့ပဲပေါင်းစည်းရှိပါတယ် ကမ္ဘာ့ချွေတောင်စားကိုဒေါ်လာ3021နဲ့ထိုင်းရွှေဈေးကိုတွက်ထားပါတယ်ဒေါ်လာကိုထိုင်းမှတ်ငွေ33.63နဲ့ထိုင်းရွှေဈေးကိုတွက်ထားပါတယ် 56.5ရာခိုင်နှုန်းရှိတဲ့တိုင်းရွှေခဲကဘန်ကောက်ထဲမှာလက်ကနေရရှိပါတယ်လက်ကအပီအစီတိုင်းရွှေခဲတမတ်သားကို48,800နဲ့ပေါင်းစည်းရှိနေပါသေးတယ်ဆိုင်ကလက်ခံတဲ့ဈေးကတော့ရာခိုင်နှုန်းပြမပြပဲဆိုင်က48,400နဲ့ပြန်ပြီးတော့လက်ခံပါပါလက်ဝယ်ရတဲ့လက်ခတွေကတော့ဘန်ကောက်ထဲမှာတပတ်သားကို1000ကနေ1000ထိရှိနေပါတယ်မိဝယ်တဲ့ထဲပေါ်မှာမူတည်လို့ရောင်းတဲ့ဆိုင်ပေါ်မှာမူတည်ပြီးတော့လက်ခဈေးနှုန်းကပြောင်းလဲမှုရှိနေပါတယ်တိုင်းရွှေလက်ဝယ်ရတဲ့တပတ်သားကိုပြန်ရောက်မယ်ဆိုရင်ဆိုင်ကဒီနေ့900ခိုင်နှုန်းပြပြီးတဲ့ပြင်ကို4500ကျော်စီနဲ့ပြန်ပြီးတော့လက်ခံနိုင်ပါတယ်လက်ရှိမှာ တော့ထိုင်းရွှေဈေးကတရလုံးတိုင်းတာနဲ့90ပဲကျတာဖြစ်ပါတယ်။လက်ရှိမှာတော့ကမ္ဘာရွှေဈေးကအတက်ဈေးကိုပြနေပါတယ်။ထိုင်းရွှေခက်တစ်ပတ်သားကို9000တိတက်နိုင်တယ်လို့ခန့်မှန်းထားကြပါတယ်။ကမ္ဘာရွှေတောင်စားကိုဒေါ်လာ3100ကနေ3200တိတက်နိုင်တယ်လို့ခန့်မှန်းထားကြပါတယ်။ထိုင်းရွှေဈေးငွေဈေးတွေကိုမြန်တမ်းတင်ပေးပါတယ်။ထိုင်းရွှေဈေးငွေဈေးတွေကိုသိချင်နေဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုတွေကို follow လုပ် like လုပ်ထားနိုင်ပါတယ်။အားလုံးပဲမင်္ဂလာပါ။